ခရင်လက်နက်ကိုင်းအဖွဲ့၃ဖွဲ့ဟာလာမယ့်ရွေးကောက်ပွဲကိုကာကွယ်ပေးကြဖို့နဲ့ညီချင်းရင်းဆိုင်ရာကိစ္စရပ်တွေမှာပူးပေါင်းဆောင်ရွက်သွားကြဖို့သဘောတူဆုံးဖြတ်လိုက်ကြပြီဆိုတဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်မဆူမီယာလိုင်းပါ။ကျင်းလက်နက်ကိုင်းအဖွဲ့၃ဖွဲ့ဖြစ်တဲ့ BGF DKBA, KNLPC အဖွဲ့တွေဟာအစိုးရကကျင်းပပြီးမြန်မာရွေးကောက်ပွဲကိုကောက်ွယ်ပေးကြဖို့နဲ့ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်တွေမှာအတူတကွပူးပေါင်းဆောင်ရွက်သွားကြဖို့သဘောတူဆုံးဖြတ်လိုက်ကြတယ်လို့သိရပါတယ်။ကင်လနဲ့ကိုင်းအဖွဲ၃ဖွဲ့ဖြစ်တဲ့ကင်ပြည်နယ်နေကြာဆောင်တဲ့ PGF, KNY, Democracy အကြုပ်ပြုကရင်တက်မတော် DKPA, ငင်းချင်းရေးကောင်စီ KNU, KNLBC ကခေါင်းဆောင်တွေဟာကင်ပြည်နယ်အတွင်းစစ်ရေးပဋိပက္ခနဲ့ငင်းချင်းရေးကိစ္စရပ်တွေကိုတွစ်ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ထို့တွေ့ဆုံပွဲကိုစက်တင်ဘာလ28ရက်နေ့မနေ့ကကရင်ပြည်နယ်မြဝတီခရိုင်တက္ကဒီကြီးရွာမှာရှိတဲ့ကရင်နေကြာဆောင်တဲ့ BGF ရဲ့အမှတ်နှစ်စစ်ဒေသဌာနချုပ်မှတွေ့ဆုံပြီးအခုလိုသဘောတူဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ကြတာဖြစ်ပါတယ်။အဆိုပါတွေ့ဆုံမှုဟာလက်ရှိပြည်နယ်အတွင်းလက်နက်ကင်ပဋိပက္ခတွေကြီးမားကျယ်ပြန့်နေတဲ့အတွက်ကရင်လက်နက်ကင်သုံးဘွဲအနေနဲ့ငင်းချင်းရေးဆိုင်ရာကိစ္စရပ်တွေပူးပေါင်းဆောင်ရွက်သွားနိုင်ကြဖို့အတွက်အခုလိုတွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။ BGF ကဗိုလ်ချုပ်စောချစ်သူဗိုလ်မှူးချုပ်စောတင်ဝင်း ဗိုလ်မှူးချုပ်စောမုတ်တော် DKB ကစစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစော့စတီဗိုလ်ချုပ်စောဆန်းအောင်နဲ့ KNL PC ကဒုတိယဥက္ကဋ္ဌဒေါက်တာနှုတ်ကပေါ်သူစတဲ့ထိပ်ပိုင်းခေါင်းဆောင်တွေအပါအဝင်တက်ဖို့တက်မှုတွေတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ တွေ့ဆုံမှုရဲ့သဘောတူညီချက်တွေကိုစီရင်နိုင်ငံရေးအကဲခတ်တွေဟာစိတ်ဝင်စားနဲ့စောင့်ကြည့်နေကြစမှာကရင်လက်နက်ကိုင်သုံးဖွဲ့ကရွေးကောက်ပွဲဆိုင်ရာပူးတွဲသဘောထားထုတ်ပြန်ချက်ဆိုတဲ့ကောင်းစဉ်တက်ထားရင်ထုတ်ပြန်စာတစောင်ကိုဆွေးနွေးပွဲအပြီးစက်တင်ဘာလ28ရက်နေ့မှာပဲထုတ်ပြန်လိုက်တာဖြစ်ပါတယ်။အစိုးရကကျင်းပမယ်ရွေးကောက်ပွဲဟာကရင်ပြည်နယ်ထဲမှာဖြစ်ပွားနေတဲ့စီရင်နိုင်ငံရေးအခြေအနေတွေပါဝင်နိုင်ငံအတွင်းပဋိပက္ခတွေကိုဖြည့်ရှင်းပေးနိုင်ပြီးကရင်လူထုကိုအေဂျင့်တည်ငြိမ်အောင်ဖန်တီးပေးနိုင်လိမ့်မယ်လို့ယုံကြည်တယ်လို့ထုတ်ပြန်ချက်ထဲမှာရေးသားအတည်ပြု ထားပါတယ်။အဲဒါကြောင့်ကရင်ပြည်သူလူထုစံနာအရာရွေးကောက်ပွဲကာလမဲပေးတဲ့နေရာမှာထိခိုက်နစ်နာမှုတွေမရှိစေဖို့အတွက်အဖွဲ့အစည်းပူးပေါင်းပြီးကာကွယ်သွားမှာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာအတိအလင်းပြောဆိုထားတာဖြစ်ပါတယ်။ဒါပြင်မိမိတို့သုံးဖွဲ့အနေနဲ့လက်ရှိကြုံတွေ့နေရတဲ့လက်နက်ကင်ပဋိပက္ခတွေအခက်အခဲတွေစိန်ခေါ်မှုတွေပြည်သူလူထုရဲ့ဒုက္ခဆင်းရဲတွေရှော့ချနိုင်ရင်ပိုပြီးမကျေပြန့်လာရေးဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းထုတ်ပြန်ချက်ကဆိုပါတယ်။ လက်ရှိကရင်ပြည်နယ်မှာမြမအစိုးရရဲ့ရွေးကောက်ပွဲကိုမလိုလားတဲ့ကရင်အစံဖက် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ KNU နဲ့ PDF အစံဖက်တမားတွေနဲ့မြမတပ်မတော်တို့ကြားတိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေတာဖြစ်ပါတယ်။ ဒါပေမဲ့ဒီဇင်ဘာလ28ရက်နေ့မှာပြုလုပ်မယ်ရွေးကောက်ပွဲအပိုင်း1အတွင်းမှာကီရင်ပြည်နယ်ကဖက်အန်မြဝတီနဲ့တန်တောင်ကြီးမြို့နယ်သုံးမြို့နယ်ကိုထည့်သွင်းကျင်းပဖို့အစိုးရကကြေညာထားတာဖြစ်ပါတယ်။ဒါကြောင့်လာမယ့်ရွေးကောက်ပွဲကိုအမျိုးသားရေးတော်ဝင်တရရဲ့အရာလက်မခံကြဖို့နဲ့ပူးပေါင်းနာတွေမပြုလုပ်ကြဖို့ KNU ဘက်ကကင်ရင်အဖွဲ့အစည်းတွေနဲ့ကင်ရင်ပြည်သူတွေကိုချင်းချောက်ထုတ်ပြန်ထားတာတွေအကြက်ဖက် RB မီဒီယာတွေဘက်ကတစိမ်ပြောဆိုလှုံ့ဆော်နေကြတာလည်းရှိနေပါတယ်။ ရွေးကောက်ပွဲကိုမပြည့်မြောက်စေဘူးနဲ့ရွေးကောက်ပွဲပြပြောင်းအောင်လုပ်ဆောင်နေတဲ့ KNU ဥက္ကဋ္ဌစောကွယ်ထူဝင်အပါအဝင်ကရင်မျိုးသားအစည်းအရုံးကခေါင်းဆောင်ဆက်နေဦးကိုအစိုးရဘက်ကရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ကရင်ပြည်နယ်တွေကလှိုင်းပွဲနဲ့ပိုင်းချုပ်ရဲစခန်းတွေမှာအမှုဖွင့်ထားတယ်လို့ပြည်ထောင်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ရှင်။